မင်္ဂလာပါဒီကနေ့အောက်တိုဘာ18ရက်ဟာဆရာနာသိမ်းမှု1920ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းသတင်းအချက်အလက်ကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပရမအုပ်ဆုံးတိဘောသတင်းကိုတင်ပြခြင်းပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့တန်းအမျိုးသားလွမြောက်ရေးတပ်မတော် TNL ထိန်းချုပ်ရာတိဘောမြို့ကိုစစ်ကောမရှင်တပ်တွေထိုးစစ်ဆင်ခဲ့ပြီးအောက်တိုဘာ16ရက်ညပိုင်းမှာတော့မြို့ရဲကိုဝင်ရောက်လာခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် အဲ့ဒီနေ့မှာပဲတီဘောမျိုးရဲ့မြောက်ဖက်တဖာလောင်လောက်အကွာအမှာရှိတဲ့နားလေကျွာနာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတချိန်တည်းမှာပဲတီဘောမျိုးတွေကဌာနဆိုင်ရာရုံးတချို့မီးလောင်ခဲ့တဲ့အကြောင်း SSPP ဘက်ကထုတ်ပြန်ပါတယ်စစ်ကော်မရှင်တပ်တွေဟာအော်တိုဘာလဇန်ပိုင်းမှာကြောင်မဲကနေတီဘောကိုထိုးစစ်ဆင်လာတာဖြစ်ပြီးအော်တိုဘာ16ရက်ညပိုင်းအထိလက်နက်ကြီးငယ်အတန်တွေကိုကြားခဲ့ရတဲ့အကြောင်းဒေသခံတွေကဆိုပါတယ် ါပေမဲ့ TNLA ဘက်ကတော့အောက်တိုဘာ18ရက်မွန်းလွဲပိုင်းအထိတီဘောမျိုးနဲ့ပတ်သက်တဲ့အခြေအနေအသေးစိတ်ကို ထုတ်ပြန်အသိပေးတာမရှိသေးပါဘူး။အခုတော့မန္တလေးတိုင်းဘက်ကိုသွားရအောင်ပါ။ TNL ထိန်းချုပ်ရာနောက်တစ်မြို့ဖြစ်တဲ့ဒီမန္တလေးတိုင်းတွေကမိုးကုတ်မြို့ကိုလည်းစစ်တပ်ကထိုးစစ်ဆင်နေပါသေးတယ်။မိုးကုတ်ကိုတော့စစ်တပ်ကမန္တလေးတိုင်းတပိတ်ချင်းဘက်ကနေစစ်ကြောင်းတစ်ခု ရှမ်းပြည်နယ်မြောက်ပိုင်းဒီနောင်ချိုဘက်ကနေစစ်ကြောင်းတစ်ခုစီခွဲပြီးတော့ထိုးစစ်ဆင်နေတာပါ။တပေကျင်းဘက်မှာတော့မိုးကုတ်စီတွားရလမ်းဖြစ်ပြီးစစ်ရေးအရအရေးပါတဲ့ဖော်တော်လမ်းစုံကိုစစ်တပ်ကအောက်တိုဘာ23ရက်ညပိုင်းမှာရရှိထားတယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ဖော်တော်လမ်းစုံဟာ PDF တွေထိန်းချုပ်ထားတဲ့ဒီစင့်ကူနဲ့တကောင်းမျိုးတွေအကြားမှာသိရှိပြီးမန္တလေးတိုင်းကမိုးကုတ်ကနေဗမော်ရှမ်းမြောက်အထိကိုချိတ်ဆက်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ။နောင်ချိုဘက်ကစစ်ကြောင်းကတော့မိုးကုတ်အတက်လမ်းဖြစ်တဲ့ဒီယဒနာအသိကြီးမိုင်းအထိကိုရောက်နေပြီလို့ဒေသခံတွေကဆိုကြပါဗျ။ဒါပေမဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်အသေးစိတ်ကိုစုံစမ်းနေရအောင်ဖြစ်ပါတယ်။အခုတော့ရခိုင်ဘက်ကိုသွားရအောင်ပါ။ရခိုင်ဘက်မှာတော့စစ်တွေနဲ့ကြောက်ဖြူထက်ရုံးမလန်းနေပေါ်ကတိုက်ပွဲတွေအကြောင်းကိုပို့ပြောရဖို့ရှိပါတယ်။ဒါကတော့ကြောက်ဖြူပါ။ကြောက်ဖြူမှာတော့အော်တိုဘာလာတဲ့တိုက်ပွဲတွေရန်နေတာကနေ စစ်ကော်မရှင်တပ်ကထပ်ပြီးတော့စစ်ကြောင်းထိုးတာကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းကဒီဂေါ်တူတောင်တန်းဝင်းကျင်မှာတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဒေသသတင်းသတင်းတွေမှာဖော်ပြပါတယ်။ဒါအတူရခိုင်ပင်လယ်ပြင်မှာစစ်ကော်မရှင်ရဲ့ရေတက်တွေတွာလာလို့ရှာမှုပိုများလာနေတယ်လို့ကနဦးသိရပါတယ်။ဒါကတော့မြို့တော်စစ်သွေးပါ။စစ်သွေးမြို့နယ်အနီးပတ်ဝန်းကျင်မှာလည်းအခုရက်ပိုင်းလက်နက်ကြီးတွေ drone တွေနဲ့အပြာလံပစ်ခတ်မှုတွေပိုများလာတယ်လို့ AA က အောက်တိုဘာ15ရက်မှာထုတ်ပြန်ထားပါဗျ။အေဘက်ကစစ်တွေမျိုးနယ်တွေကကြေးရွာတချို့ကိုဝင်ရောက်နေရာယူထားတာရှိပေမဲ့ထိုးစစ်ဆင်မှုအလားအလာမတွေ့ရသေးသလိုစစ်တပ်ဘက်ကလည်းပုံနှကျွန်းမျိုးဘက်ကိုတံပြန်ထိုးစစ်ဆင်မှုအလားအလာနှဲပါနေသေးတယ်လို့လေးလာသူတွေကသုံးသပ်နေကြပါဗျ။ရခိုင်ပြည်နယ်အမ်းမြို့နယ်မကွေးတိုင်းမင်းဘူးမြို့ကိုချိတ်ဆက်ထားတဲ့ဒီအမ်ဘတန်လမ်းမပေါ်ကနေအိမ်ကံဖြူအားဝင်းကျင်တဲ့ယူမပေါ်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့နားလည်ရပါတယ် အာရခတော်တော် AA ကအောက်တိုဘာ15ရက်ထုတ်ပြန်ချက်အရာတော့နေအကန်ဗျူအာဂုံကိုအပိသက်သိယူနိုင်ဖို့လက်ကျန်တဲ့ရာတချို့ကို ထိုးစစ်ဆင်နေပြီးစစ်တပ်ဘက်ကထွက်ပြေးသူနဲ့အလင်းဝင်သူတွေလည်းရှိတယ်လို့ဆိုပါတယ်။တစ်ဖက်မှာလည်းတော်လိုင်းပူပေါင်းတပ်တွေကမြေပြင်မှာဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့်စစ်တပ်ကဝေဟင်ကနေလက်နက်ရိခါချပီးနေပြီးအချိန်မရွေးတိမ့်ပိုက်ခံရနိုင်တဲ့အခြေအနေဖြစ်တယ်လို့ပြောကြသလို့ တချို့ကလည်းအေကတိမ့်ပိုက်ပြီးပြီလို့ခံမှန်းပြောဆိုနေကြပါဗျ။ဒါအပြင်စစ်တပ်ကယူမဝင်းကျင်မှာဆိုရင်ဒီမြေလဲရွာဆက်စီရွာပြီးတော့ကပ္ပဆဆလီနဲ့ဗရန်မြို့ဝင်းကျင်မှာဆိုရင်တော့ဒီစင်ပြွန်းရွာပြီးတော့ဗရန်ကနေ9မိုင်လောက်အကွာမှာရှိတဲ့တာယာကုန်းရွာရင်းနားအထိကိုခန့်စစ်ပြင်ထားတဲ့အကြောင်းဒေသခံတွေကပြောကြပါဗျ။သာတူပါပဲရခိုင်နယ်ဘကိုးအဆက်ဗဒောင်မြို့နယ်ပကံကဲကျွရတောင်ဘက်မှာရှိတဲ့ စစ်တပ်ရဲ့63လုံး point ကုန်းကိုလည်းအောက်တိုဘာ14ရက်မနက်ပိုင်းမှာတင်ပိုက်ရရှိခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်63လုံး point ကုန်းတစ်ခုလုံးကိုတင်ပိုက်ဖို့3နာရီလောက်ပဲကြာမြင့်ခဲ့ပြီးရခိုင်နဲ့ထိဆက်နေတဲ့ AR တိုင်းရေကြီးမြို့နယ်တဲကဒီဆက်ဆက်ယူကြေးရွာဝင်းချင်းမှာလည်းတိုက်ပွဲတွေဖြစ်ခဲ့သေးကြောင်းသိရပါတယ်တချိန်တည်းမှာပဲစစ်ကော်မရှင်ဟာနေပြည်တော်မှာ NCA 10နှစ်ပြည့်ပွဲပြုလုပ်နေတယ်လို့အရသာဥတည်တဲ့လေချောင်းဘုံကျဲမှုတွေကိုလည်းပြုလုပ်နေပါတယ် အခုတင်ပြခဲ့တာတွေက DVV ကရရှိသလောက်ပဲဖြစ်ပြီးဒေတာကန်တွေဒေတာအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ DVV ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့တပြင်းညီဖော်ပြပေးနေပါတယ်ခင်ဗျာ။